င်္ဂလာပါမေလ16ရက်နေ့ပေါ့ဘုရားတရားနဲ့ကိုလည်းနည်းနည်းလမ်းဝေးတယ်ပေါ့နော်ဆရာတော်ဘုရားကြီးရဲ့ဒီကုဆရာတော်ကြီးဘုရားကြီးရဲ့ဗုဒ္ဓဟင်းကြီးတို့တွေ့ဆုံခဲ့တဲ့တပုံပေါ့နော်မမ်တင်တွေ့ရတော့ဝန်တာပီဒီဖြစ်တယ်2017အောက်တိုဘာ29ရက်နေ့ဒါကသူကငြိမ်းချမ်းရေးဘာသာပေါင်းစုံအစည်းအဝေး Saints Peter ဆိုတဲ့အကြောင်းအရာကိုအထောက်အထားတွေကျွန်တော်တို့ အနေနဲ့ကြည့်ကြည့်တဲ့အခါမှာဟိုအပေါ်မှာပြောရတဲ့2017ပေါ့နော်ဟိုအပေါ်ဆုံးက2017ဟိုအပေါ်ဆုံးကလက်ညှိုးထိုးလို့မရဟိုအပေါ်ဆုံးအပေါ်ဆုံး2017မှာအဲ့ဒီ match with အပေါ်ဆုံးက Pope Benedict ပေါ့နော် Benedict ရာ Benedict နဲ့တွေ့တယ်တဲ့ဒီပုပ်ရဟန်းမင်းကြီးပေါ့နော် International Conference နေလာ held on 27 October St Peter's School Vatican Fellowship Rome to lead it အမှတွေ့ရတာပေါ့နော် အဲကျွန်တော်အနောက်မှာ highlight လေးရှောက်ပြီးတော့ဖတ်ကြည့်တာတစ်ချက်ထောက်ထားတစ်ခုထပ်တွေ့ရတယ်ဗျဒါတော့စီတကူတီတကူစီရတော်ကြီးရဒီဒလိုင်းလာမပေါ့ဒလိုင်းလာမပုဂ္ဂိုလ်ဆိုတာအာဒါကပဒီ UN တို့ဘာတော့မှဒီဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ဟောပြောအမြဲတမ်းဟောပြောနေတဲ့ပုဂ္ဂိုလ်ပေါ့နော်အဲ့ဒါလည်းဒီမှာ2017မှာပဲ2017မှာပဲဒီ Madrid DALI and the Line Learner at World Buddhist Congregation 27 နော်27မှာနော်30ရဲ့ဆိုတော့ဒီမှာကြာတာဘာမှတဲ့ Hall and New Delhi တဲ့ New Delhi မှာကျင်းပလာ2017မှာပဲဆရာတော်ရဲ့တာနှစ်နေရသွားတယ်ဆိုတဲ့ပုံပြောအောင်ပါနော်အဲ့တော့ဒီ New Delhi မှာကျင်းပတာတခုရှိတယ်အီတလီမှာကျင်းပတာပုတ်ဟမ်မင်းကြီးနဲ့တွေ့တယ် New Delhi မှာကျင်းပတာ Dalai Lama နဲ့တွေ့တယ်ဒီမှာဆို World Buddhist Congregation မှာ Dalai Lama နဲ့တွေ့တယ် Dalai Lama ဆရာတော်ဆိုတာက ကဘာမှလည်းတကအာဒီဘူရစ်နဲ့ပတ်သက်တဲ့အထက်မှာဒီခုနကျွန်တော်ပြောလို့ပဲကဘာဒီငိမ့်ငိမ့်ဆွေးနွေးပွဲတွေမှာအများနဲ့ဆွေးနွေးရဆရာတော်ဖြစ်ပါတယ်အိန္ဒိယအမှတ်တိမှာဒီ2017မှာ planted bowl tree in the gandhi memorial park ဆိုတော့ဒီမဟာတမဂန်နီနဲ့ဂန်နီရဲ့ဒီ memorial park မှာ body plant site တယ်ပေါ့နော် ဆိုတော့အောက်မှာအကျဉ်းလေးတွေဖတ်ပြချင်ပါတယ်ဆရာတော်ကြီးတက်ရောက်ခဲ့တာ ASEAN Festival Buddhist Culture December 2017 December 15 to 7 in Cambodia သွားခဲ့တယ်နောက်တစ်ခုကကျတော့ဒီ Inaugurated Sirigu Eye Care Hospital ဆေးရုံကိုတဲ့ဘယ်မှာလဲဆိုတော့ Kaya State မှာဆေးရုံကိုဒါအဆေးရုံကို Inaugurated လုပ်တယ်ဆိုတာဆေးရုံဖွင့်တယ်ခန်းနာကျင်းပတယ်เนาะအနှင်းတယ်လို့အဓိပ္ပာယ်ရတာဒါ စီယုံဖွင့်ပွဲလုပ်တယ်ပြီးတော့ဒီ medical 2017မှာပဲ donate တဲ့2017တခုပဲရှိတယ်သူ medical clinic